ဆက်သိမ်းမကောင်းပေမဲ့လှပခဲ့တဲ့အန်တိုနီရဲ့ဇာလံပရိသတ်များလုံးမဲ့မိလာများမန်ချက်စတာဖွားဆောင်ကနေပြန်လဲကြိုးလိုက်ပါတယ်။တရားလီရဲ့ဥရောပပြိုင်ပွဲတစ်ခုမှာဖိုင်နယ်အထိတက်ရောက်နိုင်ခဲ့တဲ့ဂျိုသားကိုပြပါဆိုရင်အန်တိုနီကိုပဲပြရမှာပါ။အန်တိုနီဟာ United ပရိသတ်တိုင်းစိတ်ဝင်စားကြတဲ့ကစားမတစ်ယောက်ဖြစ်ပြီးသူလည်းသူ့ရဲ့ကိုပိုင်ဖိုင်နယ်ကိုအငှားထွက်ရင်ကစားခဲ့ပါတယ်။အန်တိုနီဟာသူ့ရဲ့ Real Betis နဲ့အတူရှာလန်းခဲ့တဲ့ Conference League ခေတ်စဉ်ကတော့လှပခဲ့ပေမဲ့ဖိုင်နယ်ကိုရောက်ကာမှာ Chelsea ကိုရှုံးနေခဲ့ရလို့1-0ကြောင့်ယဉ်ပွင့်လာပါတယ်။ ဘေးဘက်တီအတွက်ဇန်နဝါရီမှာအန်တိုနီကို၅ခေါင်ယူလိုက်တာဟာအသင်းရဲ့ကံကြမ္မာကိုတော်ရှင်တို့ပြောင်းလဲစေခဲ့တာပါ။ရီယယ်ဘက်တီဟာအန်တိုနီရဲ့သွင်းကိုယ်တွေဂိုးပန်နေမှုတွေကြောင့်အနိုင်ပေါ်အနိုင်ဆင်းနေခဲ့ပါတယ်။အန်တိုနီကလည်းမန်ချက်စတာမှာပြောင်းဆုံးနေခဲ့တဲ့သူ့ကိုယ်သူပြန်လဲရှာတွေ့ခဲ့ပါတယ်။အန်တိုနီရဲ့အားထုတ်မှုကြောင့်ဘက်တီလည်းလာလီဂါမှာအဆင့်၆နဲ့ရာသီသိမ်းလို့နောက်ရာသီအတွက်ယူပါလိဝင်ဝင်ရရှိခဲ့တယ်လို့ ကွန်ဖရင့်လေးမှာဖိုင်နယ်အထိရောက်ရှိနိုင်ခဲ့ပြီးဖလားလုံးအိမ်မက်မခွင့်ရပါတယ်အထူးသဖြင့်ဒီနေ့ကဖလားမြသည်နဲ့အသင်းတင်ချန်ပီယံဖြစ်နေတာမို့ဘတ်တင်လည်းမျှော်လင့်နေခဲ့ကြပါတယ်ဘတ်တကာဒီပွဲမှာဘရာမိုင်းကောင်းကောင်းကစားနိုင်ခဲ့ပြီးပွဲဆက်ဆံခြင်းကွန်ပဏီမှာတင်ချဲစီဘက်ကိုဥဆောင်ကိုသွင်းယူနိုင်ခဲ့ပါတယ်ဒါပေမဲ့ဒုတိယပိုင်းမှာတော့ Chelsea တို့ပြန်လည်ပြင်ဆင်လာခဲ့ပြီးကြိုးစားလာခဲ့တာကြောင့်နောက်ဆုံးမှာတော့ Antonio Pettin လည်း Chelsea ကို4-1နဲ့ရှုံးနေလာခဲ့ပါတယ်။ Chelsea ကဒုတိယပိုင်းအမိုက်စားကမ်းမနဲ့ Real Madrid ကိုနိုင်ရရှိပြီး သူတို့ရဲ့ဥရောပဖလားစုံကိုပြည့်စုံစေခဲ့ပါတယ်။ဒါအပြင်ချဲစီအောင်ဥရောပဆူဗလာအားလုံးကိုရရှိခဲ့တဲ့ပထမဆုံးအသင်းလည်းဖြစ်လာခဲ့ပါတယ်။အန်တိုနီတွက်ကတော့အဲ့ဒီညဟောင်းရင်နာစရာအကောင်းဆုံးအသေးကွဲညဖြစ်ရပါတယ်။အန်တိုနီယာမန်ချက်စတာမှာခြေကွဲရသမျှတွေကိုစပိန်ပြည်မှာပြန်လည်ကြိုးစားနေတာကြောင့်ဒီဗလာကသူ့အတွက်အများကြီးရေးပါခဲ့ပါတယ်။ဒါပေမဲ့လည်းအန်တိုနီဟာဖိုင်နယ်မှာခြေစုံပြနိုင်ခဲ့ပေမယ့်လာလီဂါတုန်းကလိုတက်ရောက်မှုမျိုးလုံးဆောင်နိုင်ခြင်းမရှိခဲ့တာကြောင့်တပွဲလုံးရုန်းကန်ခဲ့ရပါတယ်။ အန်တိုနီယာတရားသည်တဲ့ယိုဘာလီရောကွန်ဖရင့်လေးမှာပါဒုတိယနဲ့ကျင်းနေလိုက်ရတဲ့ပထမဆုံးကစားမလည်းဖြစ်လာခဲ့ပါတယ်။သူတို့ရှောင်းနေခဲ့ပြီးတဲ့နော်အန်တိုနီကသူ့ရဲ့ Instagram ကနေတဆင်သူ့ရဲ့အန်တယ်လူစီယာကတွေးကြုံနေကြောင်းရင်းနှီးခံစားချက်ကို post ကိုရေးသားလာပါတယ်။ ချန်ပီယံဆုနဲ့ရန်နီကတ်ခဲ့တဲ့အတွက်ဝမ်းနည်းရပါတယ်ဒါပေမဲ့လည်းအခုတော့ကျွန်တော်မှဂုံရတာပုံများနေပါတယ်ဒီချာစီကိုဝေးဆင်ပြီးအခုလောလာပါတဲ့ဇလန်းလေးကိုရင်းနိုင်ခဲ့တာကျွန်တော်အရန်ကုန်ဂုံယူနေမိတာပါကျွန်တော်တမိုင်းတစ်ခုကိုရေးခဲ့တယ်ဆိုတာသိပါတယ်အခိုက်အကျန်အတိုင်းမှာကျွန်တော်တို့နောက်ကပဲအများနဲ့အားပေးနေတဲ့ပရိသတ်တွေအတွက်ကျွန်တော်ရင်ထဲကနေလှလှလေးလေးပြောချင်တာကတော့ခင်ဗျားတို့ကကျွန်တော်တို့ကိုတမ်းမာလာစေတယ်ဆိုတာပါပဲလို့အန်တိုနီကရေးသားခဲ့ပါတယ်အန်တိုနီကမန်ချက်စတာမှာပရီးမီးယားလိဂ်ရဲ့ခါးသီးမှုတွေကိုကြုံတွေ့လိုက်ရပြီးတဲ့နောက်မှာသူ့ရဲ့ယုံကြည်မှုရောခြေစွမ်းမှာပြောင်းဆုံးသွားခဲ့တာပါအခုတော့လာလီဂါပါသူ့ရဲ့ဘဝအသစ်ပြန်လည်စတင်ပြီးအကောင်းဆုံးခြေ ီဆွမ်းကိုပြန်လည်ရှာတွေ့ခဲ့ပါတယ်။အန်တိုနီယံငါးစာချုပ်ကပြီးဆုံးသွားပြီဖြစ်တဲ့အတွက်အခုဆိုရင်အန်တိုနီယံနာဂတ်ကိုဆုံးဖြတ်ရတော့မှာပါ။မန်ချက်စတာယူနိုက်တက်ကအန်တိုနီယံအတွက်အပေါင်းတန်း30ကနေ40ကျပ်လို့ရှိနေပြီးခေါ်ယူခြင်းနဲ့အသင်းတွေလည်းရှိလာနေပါတယ်။အန်တိုနီကိုဘက်တီကနောက်တရာဒီအငားခေါ်ကျင်နေတယ်လို့နာပိုလီကလည်းသူတို့ရဲ့ချန်ပီယံလိဂ်ခီးအတွက်အင်အားထည့်ပေါင်းကျင်နေတယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။ဒါပေမဲ့ရိုဘင်အေမိုရင်ကတော့အငားကစားသမားတွေလည်းအသင်းကိုပြန်လာရမယ်လို့ဆိုထားပါတယ်။အန်တိုနီက တော့ traffic ကိုပြန်လာပြီးနေရာတစ်ခုအတွက်တိုက်ပွဲဝင်တာဖြစ်ဖြစ်တခြားအသင်းတစ်ခုကမှအသင်းပြန်လဲစတင်တာပဲဖြစ်ဖြစ်ဘလိုပဲဆုံးဖြတ်ပါစေ real betic ကနေရက်တွေကတော့ antonio မှန်ကန်တဲ့အသင်းမှာကစားရတယ်ဆိုရင်ဘလိုအရေးသွေးတွေကိုပိုင်ဆိုင်ထားတယ်လဲဆိုတာတက်တည်ပြနေပါလိမ့်ဟုတ်ကဲ့ပါဗျာ view လေးကတော့ပါပဲနောက်နေ့ပါလဲအာကစားနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ Manchester Football Show Channel လေးကို like and follow လုပ်ပြီးဒီ video လေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာ